ရောက်ရေအလူအောင်လှဲ့နေတယ်ကွာငါလို့ကွာဟာတကယ်ကြီးအောချလောက်ပါလေအောချတယ်ဗျာအောချတယ်အလူအောင်လှဲ့နေတယ်ဟေးอ๋อ လူဝဲနေရာမှာအများကြီးပါဗျာဒီလိုအများကြီးပါကဲဗျာပြောစရာစကားအောင်မရှိဘူးဟမ်မဟုတ်ဘူးလေဟိုကမြပြန်လို့ရင်ကျွန်တော်ဖုန်းဆက်လိုက်လေဟုတ်ပြီဟိုနော်ဟုတ်ကဲ့ဟုတ်ကဲ့ Oh my god ဲ့ကမိုးတင်စီကိုခင်ဗျာယူခိုင်းပါလား။ဟောပြီးဟောပြီးဟောကျွန်တော်အဲကိုတင်လိုက် မန္တလေးမှာတော့တကယ်မန္တလေးမှာဦးကျွန်တော်ဖြစ်နေတာဒါမန္တလေးမြို့မှာပဲဒါမန္တလေးမှာပါလက်ရှိကျွန်တော်ဒါမန္တလေးမှာတကယ်ဖျားစုမန္တလေးဒါလက်ရှိကျွန်တော်ငလင်တန်းခမ်းရဲမန္တလေးမှာဖြစ်နေတာနော်တကယ်အော့ချရတယ်တကယ်ကျွန်တော်အော့ချရတယ်ဗျာဒါမန္တလေးမှာတကယ်ပါဖျားစုမန္တလေးပါဒီနေ့ သီးတယောက်ရဲ့ဇနီးတိုက်ပြီးလို့ဆိုပြီးတော့တတ်ထောက်တာအရင်ရက်တည်းတုန်းကသူ့ကိုထုံနေတဲ့အချိန်မှာရှိတာရှိရင်အတန်ပေးပါဆိုတော့ဒုံ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 နဲ့ထူပြတယ်သူ့အတန်နေတဲ့ကြားရတယ်ပြောလင်းချက်တွေနဲ့ဝိုင်းပြီးတော့ဒူးခေါ်ကြတယ်တကယ်ထွက်လာတော့အတန်ပေးတဲ့သူကဖြစ်တဲ့နေကလေးကနေဆုံးသွားတယ် ူနဲ့အတူတူသူတို့အိမ်မှာကူလုတ်ပြီးနေတဲ့မိန်းကလေးတယောက်ကိုတတ်ရှင်။တယောက်စင်နေနောက်ဖွဲ့တယ်။မိန်းနာမှာကိုချစ်တဲ့သူကိုရှိနေတဲ့အချိန်မှာသူ့ကိုယ်သူတေလို့တေမန်းတော့မတိသွားရှာ။ဒီကောင်မလေးကိုမေးလို့ပြောတော့မင်းညာကတိကို သူနဲ့စကားပြောနေတော့အတူရှိနေတဲ့ကလေးမလေးရလဲ။ သူနဲ့တူတူရှိနေတဲ့လူကလူရှင်လားလူတင်နေပြီလားဆိုတော့သူမသိဘူးစကားပြောဖို့လည်းရတယ်အားတွေပေးပြီးတော့တယောက်နဲ့တယောက်ကိုရင်းဆိုင်ပေးနေကြတယ်ဒီနေ့အလောင်းလဲထုတ်လိုက်တော့အဲ့စကားပြောဖို့ဆိုတဲ့မျိုးသမီးကသိဆုံးနေတာပုတ်တောင်နေတယ်အခါတလေကြလို့ရှိရင်လောကကြီးမှာကိုယ်တွေမမြင်နိုင်တဲ့အရာတွေအများများတယ် သူနဲ့အတူတူထုတ်ခဲ့တဲ့ကလေးမလေးကိုလည်းစုံနေပြီဆိုတဲ့အကြောင်းကိုမပြောရတော့တနည်းအားစီဖြစ်နေတော့ကလေးမလေးကသတိရတဲ့ချက်မရတဲ့ချက်နဲ့ပြောချင်တာတန်ရောစင်နေအရင်ကြီးတော့လေဘိန်းနမှာရှိနေတဲ့သူကိုသူအသက်ရှိထင်ရှားရှိနေတဲ့ပုံစံမျိုးနဲ့အာဘိတ်ပေါ်ဖြစ်နေသွားရှာတယ်တကယ်ကျင်းစိတ်မကောင်းဘူး ူကသူ့အိမ်ကဝန်ထမ်းတော့ဒါပေမဲ့လို့ယူဆိုင်တဲ့ချစ်ပေးတယ်အဲ့ဒီမလေးကလည်းချစ်တယ်အဲ့တော့တေဆုံးပြီးတော့အပေါင်းနဲ့နေထွက်နေရတာမှကိုတယောက်ကမသိရှာဘူးသူနဲ့စကားပြောနေတာလူရှင်လားလူသေးလားဆိုတော့တကယ်မသိတော့ရှာဒီနေ့ချင်းကိုလည်းတကယ်ဝန်နေရစိတ်လည်းတကယ်မကောင်းဟာ မြမငလေးနဲ့ကိုချင်းစာတရားမရှိကြသူများလူဟုသည်မိတိပါတာကိုကိုးကွယ်သည်ဖြစ်စေဘဲပါတာကိုများမကိုးကွယ်သည်ဖြစ်စေလူသားချင်းစာနာမှုကိုချင်းစာတရားကတော့လူသားတိုင်းတွင်မဖြစ်မနေရှိသင့်သည့်အရာဖြစ်သည်လူဖြစ်လျက်ကိုချင်းစာတရားမရှိသူကိုလူဟု၍ပင်မခေါ်ထိုက်လူဖြစ်လျက်အတိဝံကင်းမဲ့သောအရာဆိုင်လူမိတ်ဆာများဟုသာခေါ်ဆိုရမည်ဖြစ်သည်အိစာကာမဤ၃မျိုးသာတည်သောလူတရိစ္ဆာန်ဟုခေါ်ဆိုထိုက်သည်ယနေ့ဆိုလျှင် မြမသမိုင်းတလျှောက်တေးကြီးပျက်စီးမှုအများဆုံးဖြစ်သည့်စကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့သည်မှာငားရက်မြောက်ခဲ့ပြီးဖြစ်သည့်အဆောက်အဦးပျက်စီးများကြတဲ့ပိတ်မိနေသူတွေရှိနေစေဖြစ်ပြီးရှင်မလားတေးမလားမရေရတော့ပါသူများများစွာရှိနေစေ လေးလင်းတို့ကိုလူစိတ်ရှိသောပြည်တွင်းပြည်ပကယ်ဆယ်ရေးသူရဲကောင်းများကတပင်တပန်းစူးစမ်းကဲထုတ်လျက်ရှိကြသည်။ကြံရစ်သည့်မိသားစုတူမြိုက်များမှလည်းတောကပလောင်စုရဲ့အသက်မတည်ပဲမိသားစုပြန်ဆောင်ဖို့ကိုအချိန်တိုင်းရင်တမမဆူတောင်းနေကြရခြင်းဖြစ်သည့်တစ်ဖက်တွင်ငလင်ကြီးကြောင့်အဆောက်အဦပြိုကျပိမိ၍တေဆုံးခဲ့ကြသူတို့၏အလောင်းများစွာမှလည်းအပြည့်စည်များအောက်ရှိနေစေဖြစ်ပြီးတချို့အလောင်းများဆိုလျင်ပုပ်ပွားနှစောနေကြပြီဖြစ်သည် လူဖြစ်လျက်လူကုံတိတ်ခါရှိစွာမတေကြရသည်ပါသူများများဖြစ်သည်မန္တလေးမြို့ရှိတုတ်တံများတွင်လည်းမိတကြိုရမည်အလောင်းများပြားလုံးသည့်ဖြင့်မနိုင်မနှင်းဖြစ်နေပြီးကြံရက်သူမိသားစုများကမြေကွက်လက်၌ထင်းပုံကားဓာရပုံ၍ဖြစ်သည်လို့တကြိုနေရသည်အသက်မတေလွတ်မြောက်ခဲ့သူတွေမှာလည်းရေမရှိမီးမရှိနေအိမ်ပြို၍နေစရာမရှိဘဝဖြင့်တောကရတက်ပွေနေရခြင်းဖြစ်သည်ဒုက္ခပင်လေသူညနေသောမြန်မာနိုင်ငံအတွက်နိုင်ငံတကာအစိုးရများကလူသားချင်းစာနာစိတ်ဖြင့် ငွေကြေးရိတ်ခါနှင့်ကယ်ဆယ်ရေးသမားများစီလို့ကူညီကြသည့်ကိပမလာသည့်ကယ်ဆယ်ရေးသမားများကလည်းကိုယ်စွေကိုမျိုးမဟုတ်သည့်တိုင်လူသားချင်းစာနာမှုဖြင့်အသက်နှင့်ရင်း၍ကြိုးစားကယ်ဆယ်နေကြသည်။ရင်းချီနေတွင်ယနေ့ဧပြီလ၁ရက်နေ့မနက်ပိုင်း၌မန္တလေးမြို့တွင်လူတရခန့်ကအတီးအမုတ်တခြင်းများဆို၍ရှင်လောင်းလဲနေကြသလိုရှမ်းပြည်နယ်အောင်ပန်းမြို့တွင်လည်းသူများတကောင်းစားလာများဖြင့် ရှင်လောင်းလဲနေသည်ကိုအံ့ဩခွဲရာတွေ့လိုက်ရသည်။ မြန်မာနိုင်ငံသားတို့ကိုချင်းစာတရားခေါင်းပါလွန်လာသည်လူစိတ်ကင်းမဲ့လွန်သည်ဟုစာရေးသူမှတ်ချက်ပြုမိသည်ကြီးမားပြင်းထန်သည့်တဘာသူများပေးကြီးကြောင့်တိုင်းပြည်ကငရဲတမျှစူပွဲ၍ဒုက္ခအတိဖြစ်နေချိန်တွင်ဝတ်ကောင်းစားလာဖြင့်ပျော်ရွှင်စွာရှင်လောင်းလည်နိုင်ကြသည့်မြန်မာတို့၏စိတ်ဓာတ်များကပေါ်ချရလောက်သည် ရှင်ပြုပွဲလက်ခံသည့်ဆရာတော်တန်ဃာတော်များကတပည့်တော်ဤကဓာဤကမများကိုယခုကဲ့သို့မလုံအပ်ဟုမဆုံးမကြသလိုဘိုးဘွားမိဘများကစိုးစုံမမှုမပြုကြသလိုရက်ရွာအုပ်ချုပ်သူအကြီးအကဲများကမတားမြစ်ကြသလိုမြမပြည်ကြီးဘာရီဖြစ်ကုန်ပြီနီးအလူရှင်အလူမာများလူပေါင်းတန်းနှင့်ချီအတိဒုက္ခရောက်နေချိန်တွင်ငါတို့ဓာမျိုးမလုံသင့်ဟုသောအတွေ့အပေကြောင့်မတွေးနိုင်ကြတော့သည်မြမတချို့ဤများလောက်အထိကိုချင်းစာတရားကင်းမဲ့ဆင်ကျင်တို့တရားကင်းမဲ့ကြသည့်အပေါ် ဩချမတက်အံ့ဩမိသည်ရှက်ဖွယ်လိလိပါတကားဗုဒ္ဓဘာသာများဖြစ်၍မြတ်ဗုဒ္ဓ၏အဆုံးအမကိုမျှဝေလိုသည်မြတ်ဗုဒ္ဓကလူမှန်လျင်ကိုကျင့်သီလနှင့်ပြည့်စုံရမည်ဖြစ်ပြီးအကောင်းဆိုးအမှားအမှန်ခွဲခြားတတ်သောဥပညာရှိရမည်ဟုဆုံးမတော်မူခဲ့သည်ယင်းနှစ်ချက်မရှိလျင်လူဟု၍မခေါ်ထိုက်ဟုမြတ်စွာဘုရားမိန့်ကြားခဲ့သည်ကျွန်တော်ချစ်တော်မြန်မာပြည်၌ကိုချင်းစာတရားနှင့်လူသားဆံမှုများယခုထက်ပိုမှုထုံးကားကျယ်ပြန့်မှုလူမပီတတ်သူများယောနေပပျောက်ဖို့သာ အချိန်ချင်းဆူတောင်းနေမိသည်